Hello အားလုံးပဲမင်္ဂလာပါ Unit 10ဟူကနေကြိုဆိုပါတယ်ဆိုတော့အပြောင်းရွှေ့နဲ့ပတ်သက်လို့တောက်လျှောက်ဆိုသူတို့ခက်ဆစ်စိတ်တရင်တွေထွက်လာတဲ့ Manchester United ကသပရိသတ်တီချင်းနေစရာ left wing back နေရာကိုလည်းအစားထိုးဖို့အတွက်စိတ်ဝင်စားမှုတွေရှိနေတယ်ဆိုတဲ့သတင်းတွေကျွန်တော်တို့တောက်လျှောက်ထွက်လာတယ်ဒီတဲကမှ Frankfurt မှာတောက်လျှောက်ပုံစံကောင်းနေပြနေတဲ့ဂျာမနီကစားမလေးဖြစ်တဲ့ Nathaniel Brown နဲ့လည်းတရင်ကကျွန်တော်တို့ထွက်လာပါတယ်ဆိုတော့ဒါ German report တစ်ခုဖြစ်တဲ့ပေါ့နော်ကျွန်တော်ဒီ Sport Bild ရဲ့ report အရဆိုရင် မန်ချက်စတာယူနိုက်တက်ရဲ့ဘက်ကတော့ Frankfurt ဘယ်နောက်ခံကစားသမားလေးဖြစ်တဲ့ Nathaniel Brown ကိုစိတ်ဝင်တစားစောင့်ကြည့်လျက်ရှိတယ်ပေါ့နော် Frankfurt ရဲ့ဘက်ကတော့ဒီကစားသမားလေးဖြစ်သူကိုဟိုတန်ကြီးအနေနဲ့ပေါ့နော် Euro 65သန်းလောက်ထိကိုဒါတန်ကြီးရှိတယ်ဆိုပြီးတော့ယူဆထားတယ်ပေါ့ဆိုတော့ United အနေနဲ့တကယ်ခေါ်ဖို့အတွက်ကြိုးပမ်းသွားနိုင်မလားပေါ့နော်အသင်းဘက်ကကျွန်တော်အနေနဲ့ဒီ left wing back မှာပို့ပြီးတော့ quality ကောင်းတဲ့ကစားသမားတယောက်ကိုလိုအပ်တယ်ဆိုတာ အာကျွန်တော်တို့အားလုံးလည်းအသိပဲပေါ့နော်အဲဒီနေရာမှာနေတနီယယ်ဘောင်းနဲ့ပတ်သက်လို့သတင်းထွက်လာတော့ဒီကစားမားကလက်ရှိကစားမားတွေထက်ပိုပြီးတော့ကောင်းနေကစားမားလားပေါ့နော်ဆိုတော့ဒါလာတို့တပူကောင်းနိုင်မလားပက်ထရစ်ဒူဂူတို့တပူကောင်းနိုင်မလားပေါ့ဒီနေ့နေတနီယယ်ဘောင်းကကျွန်တော်လက်ရှိဖရန့်ဖက်မှာကစားနေပြီးတော့အသက်ကလည်း20နှစ်နှစ်ပဲကျွန်တော်ရှိသေးတယ်နော်ဂျာမနီကစားမားလေးပါလက်ရွေးစင်ဒီဘာတွေမှာတော့လက်ရှိမှာပေါ့နော် ထူးထူးခြားခြားကြီးကျွန်တော်နေတယ်ပေါ့နော်ပါထားရခြင်းကျွန်တော်မရှိသေးဘူးပေါ့နော်ဆိုတော့နေသနီဘရောင်းကဒီယာဒီမှာဆိုလို့ရှိရင်ဒီကစားမလေးရဲ့နေထားကိုကျွန်တော်ကြည့်မေးဆိုလို့ရှိရင်22နှစ်ပဲရှိသေးတဲ့အပြင်လက်ရှိ2025-2026ယာဒီဘွန်ဒက်စလီကာမှာ10ပွဲသူကစားထားတယ်10ပွဲကစားထားပြီးတော့ကျွန်တော်ပေါ့နော်တကူသွင်းထားတယ်ဖန်တီမှုနှစ်ကြိမ်ပဲပြုလုပ်ထားနိုင်နေပေါ့နော်ကျွန်တော်ပြီးခဲ့တဲ့ရာသီနဲ့ပြည့်တဲ့2024 2025မှာ26ပွဲတိသူပါဝင်ကစားထားတယ် သုံးကိုသွင်းပြီးတော့ရှစ်ကိုထိဖန်တီးပေးတာမျိုးသူလှုပ်ထားတယ်ပေါ့နော်ရှစ်ကိုပြီးဖန်တီးပေးထားတယ်ဒါအပြင်ကျွန်တော်ဒီရဒီပိုကေဖလားတွေမှာဆိုလို့ရှိရင်လည်း၄ဘွဲတိသူကစားထားပြီးတော့ဖန်တီးမှုတစ်ချိန်လှုပ်ထားတယ်နောက်ပြီးခဲ့တဲ့2025ဟို2024 2025မှာလည်းအဲ့ဒီပိုကေဖလားတွေမှာဆိုလို့ရှိရင်လည်းဒီတိုင်းပဲလက်ရှိဒီရဒီချန်ပီယံစ်လိမှာဆိုလို့ရှိရင်လည်း၄ဘွဲတိပါတယ်ကစားကစားထားတာမျိုးတော့ပဲကျွန်တော်ရှိတယ်အဲ့တော့ဒီကစားမနဲ့ပတ်သက်လို့ရှိရင်ကျွန်တော် နိုင်ငံလက်ရွေးစင်နဲ့ပတ်သက်လို့ပါဝင်မှုတာဆိုလို့သူဒါ United ပေါ့နော်ဂျာမနီ United မှာပဲရှိတယ် United မှာဆိုလို့ရှင်တော့ငါးပွဲကစားထားတယ်လို့ပါတော့လာတာပေါ့နော်ဆိုတော့ဒီကစားမလေးကလက်ရှိကျွန်တော်တို့ front pack အတင်နဲ့စာချုပ်က2030ခုနှစ်ထိတက်တန်းကိုပိုင်ဆိုင်ထားတယ်6လပိုင်းအထိပေါ့နော်အဲဒါအပြင်ဈေးကွက်တန်ကြီးရယူရိုတန်30တန်ကြီးရှိတယ်ပေါ့ကစားမလေးကနှုတ်ရင်ဘက်ကနေပြီးတော့ကျွန်တော်တို့ front pack ကိုပြောင်းလာတယ်22နှစ်နှစ် ကျွန်တော်လက်ရှိဈေးကွက်တန်ကြီးကယူရိုတန်း30ကျွန်တော်ရှိတယ်ပေါ့ဆိုတော့ Frankfurt ရဲ့ဘက်ကတော့လွယ်လွယ်နဲ့လက်လွတ်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ဒါအပြင် Frankfurt ကလက်ရှိမှာဆိုလို့ရင်ကစားမားတွေရဲ့အပြောင်းအရွေးနဲ့ပတ်သက်လို့ဘလို့အလုတ်လုတ်ဝသလဲဆိုတာကောင်းကောင်းသဘောပေါက်ထားတဲ့အသင်းတွေမှာပါတယ်လို့ကျွန်တော်ပြောလို့ရတယ်ပြီးခဲ့တဲ့အပြောင်းအရွေးတွေကိုကျွန်တော်ကြည့်ကြည့်ရင် Premier League အသင်းတွေကိုရောင်းချထားတယ်ပေါ့နော်သူတို့ရဲ့ကစားမားတွေကိုကျွန်တော်ကြည့်တဲ့အခါတကယ်ကောင်းတဲ့ကစားမားတွေဖြစ်တဲ့အပြင် သူတို့ရောင်းထားတဲ့တန်ကြီးတွေကလည်းယူရိုတန်60 80ဆိုတာမျိုးတွေကျွန်တော်တို့လာတာပေါ့နော်အခုဆိုလို့ရှိရင်ရှူကိုအက်ဂတီကီလိုကစားမမျိုးကိုလီဗာပူးတင်းကိုရောင်းချထားတာမာမိုးစ်လိုကစားမမျိုးကိုမန်ချက်စတာစီးတီးကိုရောင်းချထားတာဒါတွေကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်တန်ကြီးဟာနဲတဲ့ကစားသမားတွေမဟုတ်ဘူးပေါ့နော်အဲ့တော့လက်ရှိယူနိုက်တက်ရဲ့ဘက်ကလည်းကျွန်တော်အနေနဲ့လက်ဖွင့်ဘက်နေရာမှာနေသနီယယ်ဘရောင်းကိုကျွန်တော်တို့ဒါခေါ်ဖို့ကြိုးပမ်းမယ်ဆိုရင်ခုနကစပော့ဘီလ်ပြောထားသလိုပဲ ယူရို65သန်းနေတိမပေးရနိုင်ဘူးလို့ကျွန်တော်ပြောလို့တော့မရဘူးဆိုတော့ MODN အတွက်ကတော့ကျွန်တော်လူပါတယ်လူပါတယ်ဆိုတော့ကျွန်တော်တကယ်အသင်းတောင်ရှိသူတွေရဲ့ဘက်က MODN နဲ့ပဲရည်ရှည်ဆက်သွားဖို့အတွက်ကျွန်တော်ရည်ရွယ်ထားတယ်ဆိုလို့ရှိရင်ကျွန်တော်အားနေပါတယ်ဆိုတဲ့နေရာတွေကိုကတော့ဖြည်းဖြည်းချင်းနဲ့အားဖြည့်ပြီးမှကျွန်တော်ရမယ်။ထားပါတော့ဇန်နဝါရီပြောင်းရွှေ့မှာကျွန်တော်အနေနဲ့ကွင်းလေတွေအားဖြည့်မယ်။ငါတို့ကတော့နောက်နှစ်ຫນွေမှာ ဝင်းဘတ်စ်တီကိုပဲအားဖြည့်မယ်ဆိုတဲ့ပုံစံမျိုးလည်းဖြစ်တာပဲအဲ့လိုမဟုတ်ဘူးဇန်နဝါရီမှာတော့ငါတို့လူချင်းတဲ့ကွန်းလိန်စာမားတွေကတအားစည်းကြီးနေသည်လို့နော်လက်ရှိဝင်းဘတ်စာမားတွေကိုပဲပေါ့နော်အဓိကဦးစားပေးပြီးတော့ကြိုးပမ်းလာမယ်ဆိုရင်နင်တန်နီယယ်ဘရောင်းတို့ကိုကျွန်တော်တို့ကပြစ်မှတ်ထားမလာနိုင်ဘူးလို့တော့ကျွန်တော်ပြောလို့မရဘူး65သန်းဆိုတာကတော့တကန်တာပေါ့လေဒါကြောင့်အသင်းရဲ့ဘက်ကတော့တည်ကြတာဒီ MOD ကိုကျွန်တော်တို့ကတကယ်ရည်ရှိဆက်သွားဖို့အတွက်အသင်းဘက်ကအမှန်ငယ်ရည်ရွယ်ထားတယ်ဆိုရင် အားနည်းတဲ့နေရာတွေကိုဖြည်းဖြည်းချင်းနဲ့ကျွန်တော်သာအားဖြည့်ပြီးနေမှုကျွန်တော်လူပါတယ်။ဟာအသက်ရှူမဝအောင်ဖြစ်နေတယ်။ဘာဘာဘာလို့လဲမသိဘူးဒီမနက်ပိုင်းမှာ။အသက်ရှူမဝအောင်ဖြစ်နေတယ်ဆက်သမားရေနော်။ဆိုတော့နေတဲ့နေရာဘောင်းကိုကျွန်တော်ခေါ်မလား။အဓိကကတော့ကျွန်တော်ကတော့ဇန်နဝါရီပြောင်းရှူမှာဖြစ်နိုင်လိမ့်မယ်လို့ကျွန်တော်မထင်ဘူး။ဒါအပြင်အဲဝင်းဘက်ကစားမတွေထပ်ပြီးတော့ကျွန်တော်ခေါ်ယူဖို့ဆိုလို့ရှိရင်လည်းပဲနော်။ကျွန်တော်အနေနဲ့ဟိုလက်ရှိကစားမတွေကိုကျွန်တော်ရောင်းချဖို့ကလူသေးတယ်ကျွန်တော်ပြောသလိုပဲကျွန်တော်တို့မှာအာကစားနေတဲ့ကစားမတွေကို left wing ဘက်မှာဆိုလို့တီးတန့်ကိုပဲ ဒီကိုလီယွန်လိုလူငယ်ကစားမလေးတယောက်ရှိနေတယ်ပြင်ပက်ထရစ်ဒူကူလိုကစားမလေးရှိနေတယ်ဒူကူကလည်းငငယ်လေးပဲရှိသေးတာနော်ပြီးရင်ကျွန်တော်တို့ပေါ့နော်အဲဒါလောက်တို့လိုကစားမမျိုးကျွန်တော်ရှိတယ်ဗျာအကယ်လို့ဒါလောက်ကိုကျွန်တော်တို့ကဒီဟိုဘက်ဝင်းဘက်ကိုကျွန်တော်တို့ညရိုက်ဝင်းဘက်ကိုကျွန်တော်တို့ပေါ့နော်ထားလိုက်မယ်ဆိုရင်တော့မှလူချောတို့ဘာလို့ကျွန်တော်ရှိသေးတယ်ဘာကြောင့်လဲဆိုတော့လစ်ချာတို့ဘာလို့ပြန်ကောင်းလာပြီဆိုလို့ရှိရင်လူချောကလည်းကစားနေဆိုရင်ရှိတယ်သူပေါ့နော်ဆိုတော့ကျွန်တော်တို့ကြည့်ရင်ဝင်းဘက်တနေရာမှာကျွန်တော်တို့မှာကစားမ၃ရက်လောက်ထိရှိတယ်ဗျာတပတ်မှာတပွဲကစားရတဲ့အချိန်မျိုးမှာ ဒါဟာလက်ရှိနောက်ထပ်ကစားမတယောက်ထပ်ခေါ်ဖို့ကောင်းတဲ့အနေအထားမျိုးမဟုတ်ပါဘူးအဲ့တော့အသင်းရဲ့ဘက်ကနီသန်နီယယ်ဘရောင်းတို့ဘာလို့ကိုခေါ်ဖို့ပဲဖြစ်ဖြစ်တခြားဝင်းဘက်ကစားမတယောက်ကိုခေါ်ဖို့ပဲဖြစ်ဖြစ်ကျူးပန်းမယ်ဆိုရင်လက်ရှိကစားမတွေတော့အရင် off လုပ်လုပ်နိုင်မှကျွန်တော်ရမယ်ပေါ့နော်ဆိုတော့ညီကူရောဘလူမီညလည်းဒီကစားမလေးနဲ့ပတ်သက်လို့ညီကူရင်းနှီးအကျွမ်းတဝင်ရှိကြလားရှိတယ်ဆိုရင်ရောဘလူကစားမလေးမျိုးလေးကျွန်တော်တို့ထင်ကြလဲကွန်မန့်လေးဒီမှာဆွေးနွေးကြပါအောင်ဆိုတော့ကြည့်ရှုပါပြီးတဲ့ညီကူများလုံးကိုကျေးဇူးများကြီးတင်ပါတယ်